ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါပင်လုံအက်ဒမင်သမီးရေ။တယောက်ကဒေါ်နန်းသူသာတဲ့။ဟုတ်ပြီဗျာ။တောင်ကြီးကအသက်40နှစ်။အပြိုကြီးပေါ့နော်။ဟုတ်ပြီ40နှစ်။40။အသက်40။ဟုတ်ပြီ။ပြိုကြီးစဖြစ်ကြတာပေါ့။ဟုတ်ပြီဟုတ်ပြီ။ရေတန်းလုပ်ငန်းနဲ့လုပ်ပါတယ်။အင်ဂျင်နီယာပါသူက။အဲကုသိုလ်ရမှာနော်။ဟုတ်ကဲ့ဆရာ။ဟုတ်ပြီ။သမီးကလေကောင်းချင်းကိုလေတစ်နှစ်ပတ်လုံးမှာ၁၀ချိန်ပြည့်အောင်တော့မစားပါဘူး။ဟုတ်ပြီ။ ဒါပေမဲ့တဲ့စားပြီးတိုင်းနဲ့ခြေထောက်ကကြိုက်ပြီးတော့တဲ့ဟုတ်ပြီဘူးကောင်လည်းကြိုက်ပါတယ်တဲ့ဟုတ်တယ်အရန်စားခြင်းလို့စားမိသွားရင်တဲ့ဘာလေးနဲ့တဲစားတဲ့လည်းဆိုတာညွှန်ပြပေးပါတဲ့ဟုတ်ပြီဟုတ်ပြီဒါပညာပါတယ်တင်ဟုတ်ကဲ့ဆရာဒီမျိုးကပညာပါတယ်ပညာပါတယ်ဆိုဆရာကြီးတွေစေကူးတဲ့အခါမှာဒီကောင်းညင်းနဲ့ပတ်သက်တဲ့ကောင်းညင်းအချင်းအရာမြန်မာပြည်မှာ complete မျိုးစုံတက်တယ်ဒီလား ကျိတ်လေးကျိတ်ကြတာ哦အထူးသဖြင့်အခုလိုຢာတီမျိုးမိုးကုံဆောင်းဘူးဆိုရင်လေကောက်ညင်းရတယ်ပဲအသွင်မျိုးစုံနဲ့လာတယ်နော်သမီးကောက်ညင်းချက်စားမှာလားသမင်းချက်တို့ငှဲ့ပြီးချက်တာနော်ပုံစံတစ်မျိုးပေါင်းစားမှာလားဒါပုံစံတစ်မျိုးနှစ်ပြန်ပေါင်းဒါပုံစံတစ်မျိုးစီတမင်းဒါပုံစံတစ်မျိုး မုံစံဒါပုံစံတစ်မျိုး အထမီးအောင်မီပုံစံတစ်မျိုးသူ့ကိုကြိတ်ပြီးတော့မုံလုတ်တယ်နော် အဲခေါ်ဖို့လုပ်မယ်သူမိုးဖက်ထုတ်လုပ်မယ်အစုံလုပ်တယ်နော်ယောက်ကောင်ညက်အတင်များတယ်အခုဒီတိမိမိတဲ့မေဝင်လေးကကြည့်တော့သာဟိုမေဝင်လေးလွယ်လွယ်ထင်တာနော်ဖြစ်ရင်အချင်းရအများကြီးပဲအဲ့ထဲမှာအများစုကကောင်ညက်ကိုဘာကြောင့်ကြောက်လဲလို့မေးကောင်ညက်စဝင်းချုပ်တာပေါ့ဆိုရက်အဲ့ဒါကြောင့်ကြောက်တာကြောက်လဲကြောက်တော့တယ်ဆရာကြီးတို့ကိုယ်တည်းကိုကောင်ညက်စတဲ့ခါမှာဆရာတို့လည်းကောင်ညက်ကြိုက်တယ်လीနော်ငငယ်များဆိုလို့ရှိရင်တမီးရဲ့ ဒီဇဘဇဘဦးခေါ်တယ်နော်စရိတ်ချင်းဆိုရင် ကောင်းညက်နဲ့တတန်းနှုတာဟုတ်ပေါ်ပြီးရေးဆန်နဲ့ရွာတွေမုံစမ်းလောက်တာ မုံစမ်းလောက်တာနော်မုံစမ်းလောက်ဆိုထောင်းရတာဟုတ်အဲ့စုံတန်းကြပြီဆိုရင်အဲ့ဒီအိမ်သွားဟိုလည်းခြာကြည့်တာမုံစမ်းအဲ့တော့ပြောလို့လည်းပြောလို့ရင်းကကောင်းညင်းကိုစားတယ်စားပြီးဝင်သွားရင်ပြဿနာမရှိဘူးအဲစားတဲ့နီးရနံပါတ်1 ကောင်းညင်းစားပြီးတာနဲ့ရေနွေးချမ်းတောက်ရင်ဝင်ချုပ်တယ်အဲ့ကောင်းညင်းစားပြီးလို့ရေအေးတောက်ရင်ဝင်ချုပ်တဲ့တော့မချုပ်ဘူးနောက် ကောင်းညင်းစားပြီးတဲ့အခါမှာကောင်းညင်းနဲ့တွဲစားမှာကောင်းညင်းစားပြီးထင်းချက်လေးတွဲစားတဲ့သူဟာအစာကြီးတယ်ကောင်းညင်းကိုအုံးသီးနဲ့ဒီလိုနေပြီးစုပ်ပြီးအစည်းချော်စားတဲ့လူကလုံးဝအစာမကြီးဘူးဒါကောင်းညင်းစားနေပေါ့နော်နောက်ကညင်းကိုအစည်းနေသွားအောင်ဆရာကြီးတို့ဆိုရင် ဆယ်တို့အမေကလေလုံးတဲ့စင်းငားတွေရှိတယ်စင်းငားဆိုမူတဲ့နှစ်စန်းတည့်ကြံလာပြီးဝိုင်းလောက်ကြတာပေါ့နော်သူတို့ကြွေအမေကောင်းကြီးချက်ကြွေတယ်သူမီးချက်ကြွေတယ်ပြီးရင်ဘာလုပ်လဲဆိုရင်အဲ့ဒီကောင်းညင်းပေးမှာစားလော်ချပေးထားတယ်အဲ့တော့ကောင်းညင်းစားပြီးတော့ကောင်းညင်းကမပေါင်းဘူးနှစ်ပြန်မပေါင်းဘူးဘာထည့်လဲဆိုရင်စားလော်လေးထည့်တယ်ရေရှည်များဆို တချို့ဆိုင်တွေမှာနှမ်းတောင်းထည့်တယ်။ကြောင်ကောင်းချင်းစစာနီးယာအုံသီးနဲ့စားမှာလားနှမ်းတောင်းနဲ့စားမှာလားအဲ့အဖြေတခုခုနအုံသီးစားပြီးရင် sorry ကောင်းချင်းစားပြီးရင်ရေအေးတောက်မှာလားရေနွေးတောက်မှာလားအဲ့သမီးဒွန်းနန်းသူစာရေးသမီးကောင်းချင်းကစားတဲ့အခါတိုင်းကသမီးကစီတမင်းလို့စားမယ်ပေါင်စားမယ်စားနီးယာသမီးကအုံသီးလေးနဲ့ခါတဲ့နေပြီးတော့ဇိမ်ခံစားမယ်ဆိုတော့မကောင်းဘူးเนาะအခုဆရာကြီးပြောတာစားပြီးရင် ချက်စားပါ စားပြီးရည်အေးတော့ပါစားပြီးစားတဲ့အခါမှာအုံသီးနဲ့မနေပါနဲ့နှမ်းတောင်းလေးနဲ့နေပါစားပြီးတဲ့အခါမှာထညက်ကလေးနဲ့သုံးပါအခုဆရာကြီးပြောထားတာနော်ပြောတဲ့စကားလုံးတွေကလွယ်လွယ်လေးပဲမြတ်မဆေးပညာရဲ့တိမ်မြုပ်ပြောက်ွယ်လူဖြစ်နေတဲ့ရည်လေးဆွဲပညာပဲသူမြတ်မဆေးပညာမှာစိတ်အမေမများဘူးစိတ်ဖော်နီးကမများဘူး ဘာများလဲဆိုရင်ရီလေးသုံးတတ်ဖို့သိလို့တယ်အခုဒါဟာကောင်းညင်းကြိုက်သူများအတွက်နော်ဒီလိုတောင်မှစာတဆောင်ပေးတစ်ဖက်ရေးဖို့ကောင်းတယ်နော် ကောင်းညင်းစာနီနေတည်ဆိုတယ်နော်ကောင်းညင်းပုံစံမျိုးစုံမှာကြည်လွယ်ကြက်လွယ်အောင်ချက်စားတာအကောင်းဆုံးနော်ပေါင်းရင်စုတ်မစားနဲ့စားတဲ့အခါမှာအုံသီးနဲ့နေမှာလားနှမ်းတောင်းနဲ့နေမှာလားစားပြီးရင်ဒီတိုင်းနေမှာလားထင်ရက်ကလေးစားမှာလား စားပြီးရေနွေးတောက်မှလားရေအေးတောက်မှလားအခုဆရာကြီးပြောတာတော်တော်ပြည့်စုံသွားပြီနော်အဲ့တော့သမီးစားပြီးတော့အဲ့လိုတက်တာကျင်ပါလို့ဆိုရင်တက်ကကောင်းချင်းချက်စားပါသမီးအုံဒီမထက်ပါနဲ့နှမ်းတော်လေးနဲ့ဖြူပြီးတော့မနေနဲ့နော်ဖြူပြီးစားပါပြီးရင်တက်ကလေးစားပါပြီးရင်ရေတောက်ပါ သမီးနှစ်ပေါက်စားတော့ဘာမှဖြစ်မှာမဟုတ်ပါဘူးလို့ဆရာကြီးပြောချင်ပါတယ်နော်ဘာလို့လဲဆိုတော့ဝင်းချုပ်သွားတဲ့အခါမှာသူကကောင်းချင်းတက်ကြီးကချုပ်ပြီးမရဘူးသမီးရဲ့မချေဘူး မရက်ဖူးသမီးရစမြင်းဖြစ်တာကောင်းညာတိတ်တိတာတကယ်စားကြည့်အောင်မတိတာတာကြောင့်မလို့ဝမ်တလုံးကောင်းလျင်ခေါင်းတလုံးမခဲဘူးတဲ့ဝမ်တလုံးမကောင်းလို့ခဲတဲ့ခေါင်းကိုစားတတ်မယ်သာဆိုရင်ဘာလေးနဲ့စားမှလဲဆိုရင်ပျောက်ွယ်လူနီးဖြစ်တဲ့နူးညံ့သိမ်မွေးတဲ့မြမတိုင်ရင်စီးပညာရည်လေးလေးမှန်မှန်တွဲစားခြင်းအဖြစ်ကောင်းညင်းကြိုက်သူများစားနိုင်ကြပါစီလို့ဆရာကြီးမေတ္တာနဲ့ကောင်းညင်းစားသည့်နေသည်လေးကိုဖြည့်ပေးလိုက်ပါတယ် အားလုံးကျင့်နိုင်မယ်လို့ယုံကြည်ပါတယ်။အခါအားလျော်စွာအခုကဘာနှင်းတကွရင်ဆိုင်နေရတဲ့ COVID-19 ပေးရလည်းပဲကာကွယ်ထိမ့်သိမ်းစောင့်ရှောက်နိုင်သောသူများဖြစ်ကြပါစေ။အားလုံးအစာဝအနာကင်းပျော်ရွှင်ကြပါစေ။ဆရာကြီးတခုလောက်မေးချင်ပါဘူး။မမနေလို့ပေါ့နော်ဆရာကြီး။ဟုတ်ပြီ။ခေါပုတ်ကြော်လို့ကိုဟုတ်ပြီ။တကယ်လို့များပါတော့အရန်သူပြောသလိုပေါ့။တခါတလေစားကျင်တယ်ပေါ့နော်။အဲ့လိုမျိုးဆိုရင်တော့တမီးတော့ ရှေ့ရနေဘာခံပြီးစားရမလဲဒါမှမဟုတ်စားရင်းနဲ့ညောတော့တခုခုပေါ့နော်ထမင်းနဲ့ဆိုလည်းခုရာကြီးပေါ့ဆရာကြီးရယ်ထမင်းနဲ့ရတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်တမီးအဲ့ဒါလည်းပဲဒါတဘူတဲလာရောက်လာပြီးရေးစင်ဒါမေးကြတယ်လေဟုတ်ကဲ့ဒါတမီးကမေးတော့တမီးရဲ့တွန်းနန်းတန်းထွေးနေညအမများတော်ကြလာကောင်းချင်းကြိုက်ပုံရတယ်နော်အဲ့တော့သူအဖြေရလွယ်လေးလေးတမီးရဲ့နော်သူဖြေနေတာခုနကောင်းချင်းတမျိုးလေးမေးလို့ကောင်းချင်းဆရာပြောတာလေထမင်းလေးကျတော့ကောင်းချင်းတမျိုးလေးမဟုတ်တော့ဘူးဟုတ်သူ့မှာ ထမင်းည်းဖြစ်ဖို့တဲ့အုံဒီအုံဒီတော့ပါပါလိပြီးကြော်ထားတယ်နှမ်းလှုပ်ထားတယ်နော်ဦးကိုဦးလို့ခေါ်တယ်ဒါတွေယူယူလာနှဲတာလားနှဲတာနှဲတာမှယူနှဲတာလားယောက်ျားတွေနှဲရတာလားမဟုတ်ယောက်ျားယူမနှဲဘူးလားဂရောင်းကြရတာနော်ထမင်းနော်အဲ့ဒီနှဲတဲ့အစာဟာပြီးရင်သမီးသူစားပြီးလို့ပြီးပြီးချင်းတောက်လဲရတယ်နှစ်နာရီမကြုံရင်ပေါ့နော်စားပြီးနှစ်နာရီအတွင်းမှာဒိန်ချင်းသုံးဖို့ မကြီးဖြွယ်သေးတော့လိုက်ရင်အဲ့တက်တီဟာပြေသွားပါတယ်သမီး။နောက်နေ့မနေ့လို့ကြတော့သမီးစားမဲ့အစာမှာနော်အခါပါတဲ့ဟင်းဂျိုတခုစားပါ။နော်အဲ့ဒီလိုလေး၃ရက်လောက်ဆက်ပြီးတော့မနေ့အခါညအချင်းစားမယ်ဆိုစားနိုင်ပါတယ်သမီး။အဲ့ဒါသမီးခေါ်ဖို့ပဲစားစားထမင်းလေးပဲစားစားစားလို့ရပါတယ်။အဲ့ဒါဒါလေးသမီးကပြောတယ်ဆရာတစ်ဖက်ရောက်တော့မှဆိုခြံထားတာဖြည့်ပြလိုက်ချင်ပါတော့နော်။ဒါပေမဲ့ကောင်းကြီးကိုစားတဲ့အခါမှာတော့ လှော်စားပုံစံမျိုးနဲ့စားတော့တဲ့တယ်တင်ရယ်မူးအောင်တော့မစားနဲ့ပေါ့လှော်စားအစာကြည်လွယ်တယ်လှော်စားတတ်တတ်နော်ဒါလည်းကောင်းညှက်လောက်ထားမှာလားကောင်းညှက်တကယ်တော့စားတတ်ရင်စီမစားတတ်ရင်ဘေးဖြစ်တယ်ဟုတ်ပြီတင်ဒါတင်မိကုန်လေးလေးဝိုင်းဖြည့်မိတာဟာအကျိုးပြားပါတယ်တင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အစာဝအနာကင်းဘုရားရှင်ကြပါစီ